သမီးလေးကိုငငယ်တုန်းကအိယာဝင်ပုံပြင်အဲပြောတဲ့အရွယ်ပေါ့အိယာဝင်ပုံပြင်နေပြောပြရတယ်အဲ့ရနေနောက်အဲကတ်တွန်ပေါ့နော်သူကိုယ်တိုင်နဲ့ဖတ်တတ်တယ်သူ့ကိုကတ်တွန်နေအဲခြားစမီဘတ်တော်တွေနဲ့အခြားနိုင်ငံကကလေးအဲကတ်တွန်လေးတွေဖတ်ပြရတယ်ပေါ့နော်အဲ့တော့သူအရွယ်တစ်ခုရောက်လာပြီပေါ့နော်ဆက်ချက်သက်ရရောက်လာတဲ့ခါကျတော့သူကိုယ်တိုင်စာဖတ်မှရတော့ပေါ့နော်အဲ့သူ့ကိုအဲစာဖတ်စီစဉ်နေအိမ်မှာကတော့ဘယ်နေရာကြည့်ကြည့်အဲဒီစာအုပ်စင်ကတော့သူဘယ်နာ လက်ကမ်းဆွဲဆွဲစောင်းပြရသူ့ရဲ့လက်ကမ်းမှာရှိတယ်ပေါ့ဒါပေမဲ့ तू ဖတ်ဖြစ်ဖို့မဖတ်ဖြစ်ဖို့ပေါ့နော်ဟောစာဖတ်ကသူ့အတူငွေတရားဝါသနာပါကြတာရှိသူတို့တစ်ခါတည်းရကြရဲ့အမိဖာကပြည့်စုံပို့ထောင်ပြီးမှဝါသနာပါတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့တော့သူ့ကိုအဖတ်ပါလို့ပြောရတဲ့အဲ့ကျမဟိုဖတ်နေတဲ့စာကိုသူလာကြည့်တဲ့အခါသမီးဒီပိုင်လေးဟိုပိုင်လေးသူ့ကိုအလိုပြောရင်းနဲ့အဲ့သူဖတ်တဲ့စာအကြောင်းကိုသမီးဒီကလေးဖတ်ကြည့်မမေနဲ့ပြန်ဆွေးနွေးမယ်ပေါ့နော်အဲ့တော့အဲ့ဒါကအဟို ်ဆက်ကြောတက်ရွယ်မှာစဖတ်တာတဲ့ဖုန်းကိုကြည့်စင်တယ်နောက်ကတ်တွန်ကားကြည့်ရလဲနည်းမကုံသေးဘူးအဲနောက်ပြီးတော့သူပေါ့နော်ပေါ့မျူးစစ်တွေဖက်ကိုကြည့်တဲ့အခါကိုရီးယားအာအဲ့လိုဘောဟိုချင်းနေပါကြိုက်တယ်ခါအဲ့ဘက်ကိုပိုအာရုံရောက်တယ်ပေါ့အဲ့တော့သူ့ကိုစာဖတ်စီစဉ်တဲ့အခါမှာစာဘာကြောင့်ဖတ်တင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောရင်းနဲ့ဒီမှာဒီပြားလေးရေးပြတာပါသမီးလေးရေဖွာလောင်စွာကြဲပြောချင်းပယ်လို့ခတ်မစိတ်မဟုတ်တော့ ုတ်ထက်ရွရွစကားဆတို့တတ်နိုင်သမျှနဲပါစေ။ဆိုရေးရှိရင်ဆိုရမည်မို့မှတ်သားပင်စင်ပွဲမဝင်ခင်မှာစကားအရာလိမ္မာပါဖို့စာများများတော့ဖတ်ပါလိမ့်။တွေ့ကြုံတစ်ခုရဖို့အတွက်မူတဲ့ရွယ်ပိုင်းခြားကြော်လွန်ပြီးမှဘဝတည်နေရင်းရစမြဲဖြတ်တန်းကျင်လေဘဝတွေထဲမှာဆုံးဖြတ်ပြုမိမှားမှုနဲ့အောင်ဘဝမရင်း နာကျင်ခြင်းတို့လျော့ပါနိုင်သမျှလျော့ပါရအောင်အသိဆောင်ဖို့စာများများတော့ဖတ်ပါလေ။ကြောင်းရာတစ်ခုကိုယ်တိုင်ပြုမှသိရခြင်းထက်စင်ပွားခံစားစာအုပ်များမှလေးလာမှတ်သားမှတ်တမ်းများမှနိနာနိဒရာတူမီပြူရာပေပရဘိုက်ကြောက်ထက်အခင်ယာစင်ကန်းတယ်ဆောင်ကဘာဦးမမျက်မှောက်ခစ်တိမှန်းစကြည့်ဖို့စာများများတော့ဖတ်ပါလိမ့်လမ်းသစ်ထွင်ဖို့ လမ်းဟောင်းဖြတ်เสียမလိုပါဘူးတမီးလေးလေကြီးပေါ်မှာလှေငယ်ဆင့်တယ်လို့မိမိအတွက်ကြိုးပြုတ်ဘူးသူအေးမငဲ့တိုးတက်ဖို့လို့စင်ကြယ်စင်လက်မပေးမိစေနဲ့တမီးလေးလောကပါလကျေစုတရားရှင်မာပွားဖို့စာများများတော့ဖတ်ပါလေအဲဒါလေးက အဲခဏကပြောတယ်လှေကြီးပေါ်လင်းငယ်ဆင်တာတို့လမ်းတစ်ထွင်ဖို့လမ်းအောင်ဖြတ်ဆရာမလိုဘူးလို့ဆိုရဲကျမတို့ရဲ့မြန်မာဆိုရိုးမြန်မာစကားပုံလေးတွေလည်းဒီထဲမှာထည့်ပြောဖြစ်တာဖြစ်တဲ့အတွက်သမီးတို့ဆိုရိုးတွေနဲ့လည်းစတင်ထိတွေ့ဖြစ်ဖို့ရည်ခဲတဲ့ကြံရည်ဖြစ်ပါတယ်